Do it. နေ့ငွေနေ့ညနေတမကျန်းစာလေ့လာခြင်းအစီအစဉ်ဖြစ်ပါလေဒီဘက်တော့ဖြာတိချန်ခဏကြီး9ကိုကျွန်တော်တို့စင်ကြင်သုံးတက်ကြမှာဖြစ်ပါလေပြီးခဲ့တဲ့ဘက်ကဖြာတိချန်ခဏကြီး10ကိုကျွန်တော်စဉ်းစားသွားပါလေအဲ့ဒီမှာအဓိကတော့ဖြာတိချန်ခဏကြီး10ငွေ6မှာဆိုလို့ရှိရင်တစ်ကတော့တစ်နှစ်နှစ်မှာဆိုတော့တတမတစ်စိတ်ကိုဖွင့်နေပြီးတော့တတမတဘူခရာ နောက်ပြီးတော့တတ္တမဖလာခုနှစ်လုံးကိုကျွန်တော်ဖွင့်နေဒါရီအားလုံးကအစပြုပဲရှိသေးတယ်နောက်ဆုံးနဲ့ပြည့်စုံတဲ့ဘုရားသခင်ရဲ့တရားစီရင်ကနောက်မှရောက်လာပါလိမ့်မယ်နောက်တော့မိတောက်နေတဲ့မိခင်နဲ့ပြည့်တဲ့လင်မန်းကိုဘိမှန်တမကိုးကွယ်ခြင်းကကျွန်တော်ယူလာတယ်အဲ့ဒီအဓိပ္ပာယ်လေးကျွန်တော်နားလည်တယ်နှသာလည်းပဲမိရှုတယ်တမ်းပြီးကျွန်တော်တို့ခရစ်ဘုရားရှင်ရှေ့မှာကျွန်တော်ယုံကြည်ပြီးဆုတောင်းခြင်းဟာ ်ငွေကျင်တို့ယနေ့အဖြစ်တက်သွားခြင်းကိုပို့ဆောင်နေတဘူမှုချင်းမှာတော့ရွေကျက်၃ခုရှိပါတယ်တက္ကရာတရားစီရင်ခြင်းကပေချာကြောင်းတတိပီးခြင်းဖြစ်တယ်ဖြောင့်မတဲ့အရှင်ဒီပညာတရားကိုပြီးတဲ့အချိန်မှာလူတွေအားလုံးကိုသူတို့အကျင့်အကြောင်းတရားစီမယ်ဆိုတော့သိရတယ်နှစ်တစ်ချက်ကတော့ကောင်းသောတတ်များနဲ့မကောင်းသောတတ်များဆိုကောင်းတယ်မှာတတ်ကြည့်တယ်ရှိတယ်နော်ဘူကြီးတယ်အများကြီးရှိတယ် အဲ့စာဒန်နောက်ကိုလိုက်သွားတဲ့ကောင်းကင်တမန်လေး ਨੇ ဘုရားသခင်အမိန့်ကိုနာခံတဲ့တစ္ဆာရှိတဲ့ကောင်းကင်တမန်လေးရဲ့ဒီတိုက်ပွဲစင်ကိုတောင်ရာမယ်။သုံးတစ်ချက်ကတော့မေရှိယရှင်ပြန်လာကြောင်းကိုကြီးညာဖို့ဖြစ်တယ်။မေရှိယသည်ကျွန်တော်ယုံကြည်သူတွေကိုပထမသိမ်းဆည်းဖို့အဲ့ဒီအချိန်မှာတပုခေမှုမဲကောင်းကင်တမန်မင်းအပန်းပေးမယ်။ကောင်းကင်ဘုံကကိုယ်တိုင်ကြွလာပြီးတော့ ခရစ်တော်နဲ့တည်လင်းနေပြီးအရင်ရှင်မြတ်ထမြောက်မယ်အသက်ရှင်နေကျွန်တော်တို့ကဒီခါလေးချက်ချင်းပြောင်းလဲပြီးတော့အဲ့အတူပြတ်သွားလိမ့်မယ်ဒီတဘူတရားစီရင်ခြင်းကြောင့်မြင်းကြီး၃စီတစုပြက်စီသွားလိမ့်မယ်ဘုရားသခင်ကတပိုင်းတစတရားစီရင်ခြင်းဖြစ်တယ်ကိုတော်ရဲ့အမျက်တော်အကုန်စင်မတုံလောင်သေးဘူးဆိုတာကျွန်တော်တွေ့ရတယ်နောက်ရှစ်အငယ်၁၁နောက်ဆုံးပြတ်ချက်လိရှိရင်ဒေါနာပင်ဒီအလုံးခါသောအရာသာကိုပြီးတယ် ဒါကြောင့်ဘုရားခင်တရားရှင်ချင်းကခရစ်တော်ကိုကယ်တင်ရှင်ဖြစ်လက်မခံတဲ့လူတွေအတွက်ခံသီးမှုကြီးဖြစ်မယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ဒီကနေ့တော့ပြီးခဲ့တဲ့အပတ်ကပြောတဲ့တည်းပဲဖြတ်တိကျခင်ကိုအငယ်1ကနေ21เนาะ20အခန်းငယ်21ခန်းပဲရှိပါတယ်22ဘိုက်ပဲရှိပါတယ်အဲ့ဒါကိုကျွန်တော်ဆက်လက်လေ့လာကြမယ်ဖြစ်ပါတယ်ဖြတ်တိကျခင်ကိုအငယ်1ကတော့ပြင်စမကောင်းကင်တမန်တီတပိုးမှုတ်တော်ခါ ြေတလုံးဒီကောင်းကင်ကမြေပေါ်သို့ကြာတည်ကုန်ငါမြည်ဤသူ၌အနှစ်ဆုံးသောတွင်းဤသို့ကိုအပီဤသူဒီအနှစ်ဆုံးသောတွင်းကိုဖွင့်လျင်ကြီးသောမြေကိုဤအခိုးကဲ့သို့သောအခိုးသည် တွင်းထဲကတက်လာဤထိုတွင်းဤမြေကိုရောက်နေနှင့်အာကာသကောင်းကင်သည်မှောင်မိုက်လေဤအဲ့ဒီရန်တင်းတဲ့နှစ်ကိုပြန်ကြည့်လို့ရှိရင်တော့ ကောင်းကင်မှာကြလာတဲ့ကြည်နော်ဒါစာတန်ရဲ့ကြဆင်းလာတဲ့ကောင်းကင်မများလားဒါမှမဟုတ်ရင်ကောင်းကင်ထဲမှာထဲကကောင်းတဲ့ကောင်းကင်ထဲမှာလားဘယ်သူလဲဆိုတော့သိချာမသိရပါပဲကောင်းသောကောင်းကင်ထဲမှာများဖြစ်ပေါ်များတယ်ဘာကြောင့်လဲဆိုရင်အနစ်ဆုံးသောတွင်ရဲ့ thought အဆုံးမရှိသောတွင်ကြီးပေါ့နော်အဲ့ဒါကိုခရစ်တော်ကဂိုင်လေးရှိတယ် ဒါပေမဲ့ကျွန်တော်တို့ဗျာဒိတ်ကျမ်းခန်းကြီး20အငယ်1ကိုကြည့်လို့ရှိရင်အဲ့ဒီအနည်းဆုံးတော့တွင်းရဲ့တော့ကိုဘလူးကိုင်းလေးဆိုတော့ကျွန်တော်တွေ့ရတယ်ဗျာဒိတ်ကျမ်းခန်းကြီး20အငယ်1မှာတဖန်ကောင်းကင်မှန်ဒီအနည်းဆုံးတော့တွင်းဤတုံးတဲ့တန်ကျိုးကြီးကိုကန်လက်ကောင်းကင်ကဆင်းသက်တီကိုငာမီဤဆိုတော့ဒီဟာကောင်းတဲ့ကောင်းကင်မှာဖျားပြစီလိုလိုက်တဲ့လူတွေကိုမတရားတဲ့လူကိုစီရင်မဲ့ ဘုရားရှင်ရှီရလာတဲ့ကောင်းကင်ထမဆိုတော့ကျွန်တော်နားလည်ရပါတယ်ဒီမှာတွေ့ရတဲ့ဒီပုဂ္ဂိုလ်ကဘုရားသခင်ရဲ့ထင်းချင်းကိုအောက်မှာဘုရားသခင်ရဲ့အခွင့်အာဏာရဲ့အောက်မှာရှိနေတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အနည်းဆုံးတော့တွင်းကနတ်စုနဲ့နတ်စုမင်းရဲ့စာတန်တို့ကိုဒီနေရာမှာကိုစားပြုတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ဖြတိရန်ခန်းကြီး ကိုအငယ်၁၁မှာလည်းကျွန်တော်တွေ့ရမယ်။ရှင်လူကအခန်းကြီး၈အငယ်၃၁မှာလည်းတွေ့ရပါလေ။အခင်ရှိကိုယ်တိုင်ကရှင်လူကအခန်းကြီး၈အငယ်၃၀30 31မှာဒီလိုပြောထားပါလေ။ယေရှုကလည်းတင်းဒီအဘယ်အမိရှိသနည်းဟုမေးတော်မူလျင်ထိုသူထိုလူကိုနတ်ဆိုအများဆွဲသောကြောင့်အကျွန်ုပ်အမိကလေကောင်ဖြစ်ပါသည်ဟုရှောက်ပြီးမှ အနှစ်ဆုံးသောအရတ်တို့တွားစီခြင်းငါမနှင်ပါမိအကြောင်းတောင်းပါနေလေ။နတ်ဆူရိယာသူတို့တွားမယ်နေရသူတို့သိတယ်။တွားလည်းမတွားချင်ဘူး။နှုံဒလည်းမရကြဘူး။တန်ဒီမကျောပြန်တွေ့လို့ရှိရင်အနှစ်ဆုံးသောတွင်အကြောင်းကိုပေါ်ပြထားတာကျွန်တော်တွေ့ရတယ်။ပြတိကျအခန်းကြီးကိုအငယ်3ပါ။ချိန်ကောင်တို့သည်မိโกထဲကမြေကြီးအပေါ်သို့ထွက်၍မြေကိမိကောင် တကူကဲ့သို့တကူကိုရကြ၏ပရောဖက်ယောလာလည်းဒါကိုဖော်ပြထားပါလေဂျိန်းကောင်ကဖျားသခင်ရဲ့နေ့ရက်ရဲ့ရှိပြီဖြစ်တယ်သူကဘာလို့ပုံဖော်တယ်ဆိုရင်လာလတန်တော့ဖျားသခင်ရဲ့တရားစီရင်ကိုဆုလိုခြင်းဖြစ်တယ်ယောလာအနဂတိချာအခန်းကြီး2အငယ်1ကနေ30တိဖတ်ရင်ဒါအကြောင်းကိုကျွန်တော်တွေ့ရပါလိမ့်မယ်နော်အဲ့တော့ဒီလိုမဟုတ်တဲ့ National Twin ။ဒါအဲ့ဒီမှာအားလုံးကျွန်တော်တို့ပေါ်ပြထားတာကိုကျွန်တော်တို့ဖတ်ကြည့်ရင်ဒါကိုနားလည်ရပါလေ။ဒါကိုလည်းဖတ်ကြည့်ရအောင်။ဖတ်ကြည့်ပြီးကျွန်တော်ကနှလုံးသွင်းကြည့်အောင်။ယောလအနဂတိချံခန်းကြီးနှင်းအငယ်တက်ကနေသိဖြစ်ပါလေ။ဇီးုံတောင်ပေါ်မှာတဘိုးကိုမှုကြလော။တန့်ရှင်သောငတ်တောင်ပေါ်မှာတတိပေးသောအတန်ကိုပြီးကြလော။ပြည်သူပြည်သားအပေါင်းတို့သည်တုံလုတ်ကြစီအဲ့ဒီအချိန်အားလုံးတုံလုတ်ပဲကြောက်လန့်သွားလိမ့်မယ် အကြောင်းမူကားထရွတ်ဖျားကြီးနေ့ရက်ဒီလာပြီလာ၍နေပြီဖျားကြီးနေနေပြီမိုက်မဲသောနေ့မိုးအုံ၍မှောင်မိုက်ထူထပ်သောနေ့ဖြစ်၏နေအာယုန်သည် တောင်ထိပ်သို့တံပြားတကယ်သို့အများဖြစ်၍အာကြီးသောအမျိုးသည်လာ၍ရှေ့ကာလ၌ထူသောမဖြစ်စဘူးနောင်ကာလအစဉ်စနေလေမဖြစ်ရလက်တံနောက်ဆုံးမဖြစ်တော့ဘူးဒါနောက်ဆုံးစီရင်ခြင်းဖြစ်နေတယ်သူတို့ရှိမှမီးလောင်၍နောက်၌လည်းမီးရှံတောက်၏ ရှိတွင်ရှိသောပြည်သည်အရင်ဥယျာဉ်ကဲ့သို့ဖြစ်၏နောက်၌ကတုတ်တင်ပယ်ရှင်သောလွင်မြေဖြစ်၏အကေစင်သည်သူလက်မှအဘေရန်မလွတ်နိုင်ကြဒါရဖျားလက်တော်သို့ရောက်သွားခြင်းအမတန်ကြောက်စရာကောင်းပါလေနောင်တမရရင်စီညင်ခိုင်းရည်တော့အမတန်မှကြောက်စရာကောင်းလို့ခါတည်တဲ့အရာတော်ကိုခံစားရလိမ့်မယ်ဘယ်သူမှလွတ်လို့မရဘူးဖျားကလက်ထက်မှာမရဏနိုင်ငံမှာရှိလေဟောလာလိမ့်မယ် ပင်လယ်ထဲမှာရှိရင်လည်းအကုန်ဒီဝိညာဉ်တွေပြန်ပေါ်လာလိမ့်မယ်စီရင်ခြင်းခံရမယ်သူတို့ဒီအစင်းအဖြစ်မြင်းနဲ့တူရဲ့မြင်းစည်းတူရဲ့ကဲသို့ပြေးကြလိမ့်မည်ယထာမိတံကဲသို့၎င်းအမိုက်ကိုလောင်သောမိတံကဲသို့၎င်းအတန်မီတောင်ထိပ်ပေါ်မှာခုန်ကြလိမ့်မည်စစ်တိတ်ခြင်းကခင်းခြင်း၍အာကြီးသောလူအလုံးအင်းကဲသို့ဖြစ်လိမ့်မည်သူတို့ရှိမှလူသည်အလုံးပင်ပန်းသောစိတ်ရှိ၍ခတ်တင်းသောသူတို့သည် မျက်နှာမေးကြလိမ့်မယ်မျက်နှာမေးလေဆိုမျက်နှာပြတ်တယ်ဒုက္ခရောက်တယ်စိရင်တွေ့ရမယ်ဒါကိုပြောနေခြင်းဖြစ်တယ်သူတို့ဒီသူရဲ့ကဲသို့ပြေး၍စစ်သူရဲ့ကဲသို့မြို့ယူကိုတက်ကြလိမ့်မည်လမ်းမလွဲပဲအတီးဒီမိမိတို့လမ်းသို့တက်တဲ့လိုက်ကြလိမ့်မည်တဦးတကူမတိုက်မိပဲမိမိလမ်းသို့မိမိလိုက်ကြလိမ့်မည်ဓာသွားကိုထိတော်လဲရှာခြင်းမခံရတော့ဘူးမြို့ထဲမှာတလဲလဲပြေးရက်မြို့ယူကိုကြော်လဲအိမ်ပေါ်သို့တက်လဲ့ တခိုးကဲ့သို့ပြင်းပေါက်ထည်သို့ဝင်လေရှိကြလိမ့်မည်သူတို့ရှိမှမြေကြီးလှုပ်လိမ့်မည်မိုးကောင်းမြင်သည်တုန်လှဲ့လိမ့်မည် နေနှင့်လှသည်မတ်၍ကျေတို့သည်လည်းထွန်းလင်း၍နေကြလိမ့်မည်ထာဝရဘုရားသည်မိမိတတ်တော်ရှိမှအတန်ကိုလွှင့်တော်မူမည်တတ်တော်သည် အလွန်ကြီးမား၏စကားတော်အတိုင်းစီရင်တော်သူသည်တကူကြည့်တော်မူ၏ထာဝရဘုရား၏ဤရသည်ကြည့်၍အလွန်ကြောက်မြဖွယ်သောနေ့ရဖြစ်အဘယ်သူခံရနိုင်မည်နည်း ဲ့ဒီဗိဒံကြီးကိုကျွန်တော်သိရင်လူတွေကိုတတိပီးနှိုးဆော်ရတယ်ဖြစ်တော့ကြောင့်ဘုရားသခင်ရှင်မှာထင်ရှားတယ်လို့ကျမ်းစာကဖော်ပြထားပါတယ်အဒီပေကဂျင်းကောင်နေရာပျက်စီးခြင်းအတင်ကင်တာဖြစ်ပြီးတော့သူတို့ဒီအသီးနာကိုဖျက်ဆီးတတ်သောကြောင့်လူတွေကငတ်မှုခံပါခြင်းဒုက္ခလည်းတွေ့မယ်ဒါပေမဲ့ဒီနေရာမှာဘုရားသခင်ကိုမယုံကြည်သောသူတို့အားညှင်းဆဲနှိမ့်ဆက်ရန်အခေါ်ခံရသောနတ်ဆူများ ကျူးကျော်ဝင်ရောက်ခြင်းကိုလည်းပုံဆောင်နေခြင်းဖြစ်ပါတယ်။နတ်ဆူများအပေါ်မှာကန့်တတ်ထားချက်ကသူတို့ကိုလူတွေကိုငားလတ်တာများညင်စေခြင်းပြုတ်ခွေပေးရမယ်။အများကြီးလုပ်လို့မရဘူး။သူတို့ဒီဖျားသခင်အခွင့်အာဏာအောက်တွင်ရှိကြောင်းကိုပြသနေခြင်းဖြစ်တယ်။ဖျားသခင်သတ်မှတ်ထားတယ်။စာတန်ကဖျားမြင့်အခွင့်မပေးဘာမှသူအကုန်လုံးလုပ်မရဘူး။ယောဘကိုကြည့်ပလား။စုံစမ်းတဲ့အခါမှာအသက်တော်မထင်သေးဆိုထီလို့မရဘူး။ ။နောက်ခုနပြောတဲ့ဗျာဒိယခဏကူအငယ်၃ပါဆိုလို့ရှိရင်ဂျိန်းကောင်နေအကြောင်းဒီဂျိန်းကောင်နေကစာတန်ရဲ့အုပ်စုမှုအောက်မှာရှိတဲ့လူတွေကိုအပြစ်သေးဆောင်တဲ့ဝိညာဉ်ဆိုတာဖြစ်တယ်။စာတန်ရဲ့အောက်မှာရှိတဲ့လူတွေကိုတွေးဆောင်မဲ့ဝိညာဉ်ဆိုတဲ့ကောင်းတဲ့ကောင်းကင်တမမကောင်းတဲ့ဆိုတဲ့ကောင်းကင်တမလည်းဖြစ်တယ်ဖြစ်တယ်။နတ်ဆူများဖြစ်ဖို့များတယ်။တနည်းအားဖြင့်ဒီနေရာတွေကနတ်ဆူတွေဖြစ်နေတယ် ဘုရားသခင်သည်အရာခတ်တဲ့ကိုဖန်ဆင်းရှိဖြစ်သောကြောင့်ဤဝိညာဉ်ဒီဝိညာဉ်ဆိုးတွေကိုလည်းစာရန်ဖန်ဆင်းခြင်းမဟုတ်ပဲသူတို့ဒီစာရန်ရဲ့ပုံကမှုမှာပူပေါင်းသွားတဲ့ဖောက်ပြန်တဲ့ကောင်းကင်နံပါတ်တနည်းအားဖြင့်ကြဆင်းတဲ့ကောင်းကင်နံပါတ် Falling Angels ဖြစ်တယ်လို့ကျွန်တော်နားလည်ရပါတယ်ဘုရားသခင်ကောင်းကင်နံပါတ်တွေကကျွန်တော်လူသားတွေကိုအစီအကံမှုဖန်ဆင်းတာလေစာရန်ကပုံကံတဲ့အခါမှာ ကျမ်းသာပုံစံသူအမီးနဲ့ဆွဲချောက်တာသုံးပုံတဘောသူ့နောက်ကိုပါသွားတယ်။အဲ့ဒါတွေကခုနလိုနတ်ဆိုးဝိညာဉ်ဆိုးတွေဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရတယ်။ဒီကြဆင်းတဲ့ကောင်းကင်တမန်နေရာနော်ဖျားသခင်ဒီသူတို့လုံနေတဲ့အတိုင်းတာကိုကန့်တတ်ထားပြီးဖျားသခင်ခွင့်ပြုချက်မရပဲသူတို့ဘာမှမလုပ်လို့မရဘူး။မြေကြီးပေါ်မှာသူတို့အဓိကရွေချက်မှာလူတို့နဲ့ဖျားသခင်ရဲ့ဆက်ဆံခြင်းကိုဟန့်တာဖို့တနည်းအားဖြင့်ဖျားသခင်ရဲ့ဆက်ဆံလွေးချော်သွားဖို့ နောက်ပြီးတော့ဒါမှမဟုတ်ရင်ဘုရားသခင်ရဲ့ဆက်ဆံရေးပျက်စီးသွားအောင်လုပ်ဖို့သူယူရပါတယ်သူတို့ယူရပါတယ်သူတို့ကပျက်စီးချက်ဆန်းနေတဲ့လူတွေဖြစ်တယ်ယုံရင်းနေသောကြောင့်သူတို့ရဲ့ဝိညာဉ်လွေးချယ်မှုမှားယွင်းနေကြောင်းကိုသူတို့ရဲ့ပုံဗန်းတကံကအထင်ရှားပေါ်ပြနေတယ်သူရဲ့မကောင်းလူသူတို့ရဲ့မကောင်းတဲ့လူရက်တွေကို ခွဲခြားသိဖို့အမှန်တရားအရေးကြီးပါတယ်ဒါနဲ့ဆိုဒီမို့နဝိဇအတက် သူ့ကိုအလွန်အကျွံသိလို့ချင်းပါဝင်ပတ်သက်ခြင်းတွေလုံးဝမပါဝင်ပဲမပတ်သက်ပဲရှောင်ဖို့အမှန်တရားရည်ကြည့်ပါတယ်ဗျာဒိယခဏကိုအငယ်စစ်တွေကတော့အမီးနိုင်လေစူးရှိဤလူတို့ကိုငါးလက်ပတ်လုံးနှင်းစေရတော့အခွင့်တကူရှိဤသူတို့ရှင်ဘရင်မူကားဟေဘေးဘာသာအဖြစ်အပဒုံဟူ၍၎င်းခေတ္တဘာသာအားဖြင့်အပေါ်လျံဟူ၍၎င်းခေါ်ဝေါ်သောအနှစ်ဆုံးသောတွင်ရဲ့ တမန်ဖြစ်၏အမင်္ဂလာတပါလွန်ပြီးထို့နောက်မှအမင်္ဂလာနှစ်ပါးလာဥမီဟိဗေဘာသာစကားနဲ့ဂရိဘာသာစကားအရဂျိုင်းကောင်နတ်ဆူတွေမှာဖြစ်စီသူဟုအဓိပ္ပာယ်ရတဲ့အမည်ရှိတဲ့ခေါင်းဆောင်တွေလည်းရှိတယ်အဲ့ဒီကြီးမြတ်သောနတ်ဖျားအပေါ်လျံကိုကိုးကွယ်သူများသည်နတ်ဆူကိုသာကိုးကွယ်နေကြောင်းပြသရန်တမန်တော်ကြီး ရှင်ဟောအနေနဲ့ဒီစကလုံးတွေကိုရွေးချယ်သုံးခြင်းဖြစ်နိုင်တယ်။ဘောဇင်းဓမ္မတိကျမ်းကိုဂရိဘာသာနဲ့ရေးပြီးတော့ဓမ္မဟောင်းကိုဟေဘဲဘာသာနဲ့ရေးသောကြောင့်နှစ်ခုလုံးအတိပဲပေါ်ပြခြင်းဖြစ်ပါတယ်။အငယ်၁၁ကိုပြန်ကြည့်လိုက်ရင်ဥဖရမြစ်ကြီးနားမှာခြိနှောင်လဲရှိသောကောင်းကင်ဓမ္မ၄ပါးကိုလှုပ်လို့ဟုတဘူးရှိသောဆတ္တမကောင်းကင်ဓမ္မဆိုလေဒီကိုငါကြား၏ထို့အခါလူ၃စုတစု အတိတ်တချင်းကိုအတိတ်တချင်းကတနာကြီးတရက်တလတနှစ်ဖို့ပြင်ဆင်သောကောင်းကင်တမလေးပါးတို့ကိုလွတ်၏မြင်းစီသူရဲ့တို့၏အရွတ်တကနှစ်တင်ချဖြစ်၏သူအရွတ်တကသူအရွတ်တကိုငါကြားရ၏ဒီနေရာမှာအငြိဆက်သူမှဆိုရင်ဗိမ္မာန်တော်မှာရှိတဲ့ရစ်လိုရဲ့တောင်းတစ်ခုစီမှထူးထွင်းသောအရာ၄ခုရှိတယ်သူတို့ကတော့ရစ်ပလင်ရဲ့ဥဂျူလို့ခေါ်တယ် ျွန်တော်တို့ဒါဝုထေရကျခန်းကြီး29အငယ်1မှာဆိုရင်မြင်နိုင်ပါတယ်ထွေမြေကျခန်းကြီး29အငယ်1ကရစ်ပလင်၄တောင်အပေါ်မှာဥဂျို၄ချောင်းကိုအကာရှသားဖြင့်လှုပ်၍ကြီးဝါနှင့်မိုးမှန်လေ၏ဒါပေမဲ့တည်းမှာဒါလေးကိုဖော်ပြထားတယ်ဘုရားတိကျန်ကထပ်ပြီးဖော်ပြခြင်းဖြစ်ပါတယ်ဒီနေရာမှာကောင်းကင်တမဆိုရက်စကလုံးတည်ကြဆင်းတဲ့ကောင်းကင်တမှာ fallen angels ကြီးတနည်းအားဖြင့်နတ်ဆိုးတွေကိုဆူလိုခြင်းဖြစ်ပါတယ်ဘသူဘေဝါဆိုတာအတိအကျမပြောပြမိအစိုးရနတ်ဆိုး၄ပါးပြီးအလွန်အမင်းဆူသွားပြီးတော့လူတွေကိုပျက်စီးဖို့လုပ်မဲ့လူတွေဖြစ်တယ်သို့သောသူတို့ဒီမိမိရဲ့မြေကြီးပေါ်မှာထွက်လာရဲ့မကောင်းသောလှုပ်ရများကိုမလုံနိုင်ကြောင်းတတိပြုပါရင်းအစား၎င်းတို့ကိုဖျားကင်ဟန်တန်ထားပြီး တိကျသောအချိန်ကာလတစ်ခုမှာဘုရားသခင်ကခွင့်ပြုတဲ့အရာကိုပဲလုပ်ဆောင်ဝေးရပါလိမ့်မယ်။သူတို့က full authority လုပ်လို့မရဘူး။ဘုရားသခင်ကခွင့်ပြုမှတိကျတဲ့အတိုင်းလိုလုပ်ရမှာ။ကိုယ်အငယ်၅ကတော့ထိုအခါလူသုံးသူတစုအသေးသက်ခြင်းကတနာကြီးတရက်တလတနည်းအဖို့ပြင်ဆင်သောကောင်းကင်တော်၄ပါးတို့ကိုလွှတ်လိုက်တယ်။ဒီနေ့မှဆိုရင်လူသုံးပုံတစ်ပုံ အသက်ခံရမယ်။ဗျာဒင်း6အငွေ98မှာလည်းတော့ကျွန်တော်တွေ့နေမယ်။လူသား၄ဘုံတဘုံအသက်ခံရမယ်။ဒီနေ့မှာတော့ကျွန်တော်ခုနပြောတဲ့လူ၃ဘုံတဘုံအသက်ခံရမယ်။ဗျာဒင်း6 98မှာတော့လူသား၄ဘုံတဘုံအသက်ခံရမယ်။အရင်ကကဘာပေါ်မှာရှိတဲ့လူတွေထွက်ဝဲကြတာ။ဘုရားသခင်တရားစီရင်ခြင်းရောက်တည်ဆုံးပြီးဖြစ်ပါလိမ့်မယ်။အဲ့ဒီဖြစ်စီရင်ပေါ်မှာဘုရားသခင်ကသာ အကန့်တမထားပါက လူများအားလုံးပျက်စီးသွားနိုင်ပါလိမ့်မယ်။ဒါဖျားသခင်ကအန္တန္တတကူရှင်ဖြစ်တော်ကြောင့်ကောင်းတဲ့ကောင်းတဲ့မှာမကောင်းတဲ့ကောင်းတဲ့မှာကောင်းတဲ့လူမကောင်းတဲ့လူပေါ်မှာထင်းချုံမှုတကူအာနာရှိတယ်။စာသားကိုလည်းဘတော့မှလွတ်လွတ်ပဲခွင့်မပေးဘူး။ယောဂကိုစုံစမ်းတဲ့အခါမှာဟုတ်ပြီဥစ္စာပစ္စည်းဖြတ်လို့ရတယ်။ယောဂရလို့ရတယ်။ဒါပေမဲ့အသက်တော့မထီရဘူး။ ဘုရားခင်အဲ့လိုထိန်းထားပါတယ်။နောက်ရှင်ရောခရစ်ဗျာဒိညာအခန်းကြီးကိုအငယ်16ကမြင်းစည်းတည်းရဲ့အယူတက်ကနှစ်သိန်းချီဖြစ်၏။သူရွတ်တုံကသည်ကြာရ၏။ဒီမှာလဲစစ်တက်တက်မှရှိတဲ့မြင်းစည်းတည်းရဲ့အယူတက်ကဘလောက်တောင်များလဲဆိုတော့ကျွန်တော်စဉ်းစားရမရနိုင်ဘူးဖြစ်တယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီလုံကတိုင်းနိုင်ငံနဲ့မဟာမိတ်တပ်များသည်အီရက်ကဲ့သို့များပြားသောစစ်သားများဖြစ်လာရာ မလွယ်ဘူးလူဦးရေဓမ္မတန်60လောက်ပဲရှိတယ်လို့အဲ့ဒီတော့ခတ်မှတ်နေတယ်။ဒါပေမဲ့အစ်စစ်တကြီးဒီနတ်စု၄ပါးရဲ့ဥဆောင်မှုဖြင့်မြေကြီး၃ဘုံ၃ဘုံကိုဖျက်ဆီးရထွက်လာမယ်။သို့တော့တရားစီရင်ကမပြီးသေးပါဘူး။ဒါကိုအခုလေ့လာတဲ့လူတွေကဣဒရာပြည်ရဲ့အရှိတက်တဲ့ကိုကြည့်လိုက်လို့ရှိရင်မြေပုံဆွဲလိုက်လို့ရှိရင်တရုတ်ပြည်ကိုတွေ့ရတဲ့ပီကင်းမြို့တွေတန်းနေတယ်လို့ပြောပါတယ်။အဲ့ဒီကနေ့ နှစ်တင်ချီဆိုတာတန်း200စစ်တပ်ကြီးကအခုဆိုအတားလေးချီတက်လာတယ်ကိုဖြစ်တယ်လို့ပညာရှင်တွေသူကဒီလိုလေ့လာတွက်ချက်နေရပါလေခဏချင်းအခဏကြီးအငင်း20နဲ့21ကတော့သူဘေးတံကြောင့်မတည်ပဲကြံကျင်းတော့သူတို့ဒီနတ်တကူ၎င်းမမြင်နိုင်မကြားနိုင်မတော်နိုင်နေတော့ရွှေရိတ်ထုငွေရိတ်ထုကျင်းရိတ်ထု ကြောက်ရွံ့ထူတိတ္တယုထုတို့ကိုမကိုးကွယ်နေမကိုးကွယ်နေခြင်းကကိုလက်နဲ့လုပ်သောအရာများကို နောင်တမရပဲနေရတယ်။ကိုကျင့်သောအကျင့်ဒီဟုသောလူအသက်ကိုတတ်ခြင်းသူတစ်ပါးကိုပြုစားခြင်းမတရားသောမိထုံနဲ့မိဝဲခြင်းသူ့ဥစ္စာကို ခိုးခြင်းအမှုများကိုလည်းနောင်တမရပဲနေကြတယ်။ပြတိယကိုကိုကြည့်ရင်ဒီလောက်ဘေးရန်ကြီးဒုက္ခရောက်တာမှခါးသီးတဲ့အရာတွေရှိနေပေမဲ့ နာကျင်မှုတွေတော့ပြင်းထန်ပေမဲ့နောင်တမရကြဘူး။တနည်းအားဖြင့်သူတို့နှလုံးသားတွေဟာအမှန်တမ်းမှမာကျောသောကြောင့်အဲ့ဒီကပ်ဘီအန်ဒီများပင်လေသူတို့ရဲ့အသက်တာကိုပြောင်းလဲပြီးတော့ဖျားသခင်သာသူရောက်ဖို့ဟာမတွန်းဖို့နိုင်ခဲ့ဘူးဆိုတော့ကျွန်တော်တွေ့ရတယ်။တနည်းအားဖြင့်လူတွေဟာအကျင့်ပြပြခြင်းနဲ့ဒုစိတ်ထဲကို ရုတ်တရက်မကြောက်ရွံ့ပဲတရွေ့တရွေ့နဲ့ပြစ်လောကထဲကိုဝင်ရောက်သွားတယ်။ဘာဖြစ်မှန်းလဲဆိုတော့မသိတော့ဘူး။ နောက်ဆုံးတော့သိုးသွန်းသောအကျင့်ထဲမှာ ပြောင်းလဲရမရနိုင်အောင် နှိမ်မွန်သွားကြတယ်။ရရှိမကြီးခင်နိမိဆိုတာတချင်းနဲ့တရွေ့ရွေ့နဲ့ပြည်လောကပြည်ဝင်ရောက်သွားမှမသိ။နောက်ဆုံးကြမှာဒုက္ခရောက်ပြီးတော့အချိန်မှကေတီမိသူရှာတဲ့အခါမှာတခင်ရှိကငါဒီလန်ခီဖြစ်တယ်၊တမတရားဖြစ်တယ်၊အသက်ဖြစ်တယ်။ဆိုပြီးတော့အဲ့ဒီအတင်းချင်းကိုတွေ့သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါကြောင့် 正如伊阿搭嘛，阿别个阿米三观没背负，没当伊个指望嘞。阿录阿米三观背了伊，阿录开开嘞，千年生活要求多难嘞。有伊个偏见嘞，看了老，恁没有多难嘞。你像事故来嘞，生产那些经验，没那叛逆阿别疲劳嘞。哎呀个，弄得你这样，阿见疲劳比那时候对天哥疲劳死嘞。大家阿那个不里得恁么欺负？ ဒါကမစဉ်းစားတာအကောင်းဆုံးပဲဒီခဏစုံသားနောက်ရှိချင်းကျွန်စဉ်းစားတယ်နောက်တည့်မှာမုံမကြခင်အကျင့်ဖြစ်လာမယ်နောက်ဆုံးမှာတည်ခြင်းကိုကျွန်တော်ရောက်သွားလိမ့်မယ်တနည်းအားဖြင့်ဖျားခင်တဲ့ထောက်ရကွဲကွာခြင်းဖြစ်သွားလိမ့်မယ်ရှင်ကုအခန်းကြီး1အငယ်15ကဒါကိုဖော်ပြထားပါတယ်ရှင်ကုဩဝါဒစာအခန်းကြီး1အငယ်15ကျွန်တော် နှလုံးသွင်းကြည့်ရအောင်တက်မစ်သောစိတ်သည်ပရိတန်ကြီး၍ဒုစိတ်ကိုဖွာတတ်၏ဒုစိတ်သည်လည်းပြည့်စုံသည်တည်ခြင်းကိုဖွာတတ်ပါ၏ကြောင့်သာကိုကျွန်တော်နှလုံးသားထဲမှာလုံးဝအမြင့်တွေကိုမပေးဖို့အမှန်တရားအရေးကြီးပါတယ်တခါလေကျွန်တော်တို့အလိုစင်နာလေးခါမှာဒါလည်းမဆူသွားနိုင်ဘူးလို့ထင်ကောင်းထင်မယ် အဲ့ဒါကမာကျော်တဲ့နှလုံးသားရှိကိုဥတည်တဲ့ပထမဆုံးခြေလှမ်းဖြစ်တယ်။ဆာလန်ကအင်မီတန်ပန်းတတ်တယ်။ဒီအသီးကိုစားရင်မတိပါဘူးဖျားကဲ့သို့ဖြစ်မယ်ဆိုပြီးတော့လှည့်စားခြင်းနောက်ကိုလိုက်သွားတဲ့ခါနောက်ဆုံးလူသားတရားအလုံးရဲ့ကြဆင်းခြင်းဖြစ်သွားရတယ်။ဒါကြောင့်အဲ့ဒီအဖြစ်တွေကိုဖျားသခင်ထံသို့ဝင်ချတောင်းပန်ဖို့လိုအပ်တယ်ဆိုတော့တိမှတ်ပြီးတော့သဘောတူဝန်ခံလိုက်ရင်ကျွန်တော်ခုနလို့ တတ်မတဲ့စစ်ကဗတိတန်တွေယူပြီးတော့ဒုစက်ကိုဖွာပြီးတော့နောက်ဆုံးဒုစက်ကပြည်စုံကြီးတည်ခြင်းကိုပို့ဆောင်တဲ့လမ်းကနေလွတ်သွားနိုင်ပါလေ။ဒါကြောင့်ဒီကနေ့ကျွန်တော်အတ္တတမှာစဉ်းစားမှာဖျားသခင်ထာမာဝင်ချတောင်းမှာမလူတဲ့အရာတွေရှိရင်အဲ့ဒါကိုတိမှတ်ပြီးတော့ဝန်ခံလိုက်ဖို့အမှန်အရေးကြီးပါလေ။ရှင်ရောအောဝါဒစာပထမဆုံးအခန်းကြီး1 အငယ်89မှာကြည့်လို့ရှိရင်ဒါကိုတမန်တော်ကြီးရှင်ဟောကရေးထားပြီးတော့ကျွန်တော်ကိုကြိုပြီးတော့ပြောထားတာဖြစ်ပါတယ်ကိုအပြစ်မရှိဘူးငါတို့ဒီဆိုရင်ကိုကိုလှည့်ပြတတ်ကြတယ်အပြစ်မရှိဘူးလို့ကိုကိုပြောရင်လိန်လေလှည့်ပြခြင်းတခုဖြစ်တယ်တဲ့ငါတို့နဲ့တစ္ဆာတရားမရှိဘူးတနည်းအားဖြင့်အဲ့ဒီအပြစ်ကလွတ်ပြီးဝင်ချတောင်းမှမိကောင်းတဲ့အကျင့်ကိုပြောင်းလဲဖို့မလုပ်ရင်လည်းဒါအပြစ်ဖြစ်တယ် စိတ်ထဲပြမတည်တဲ့တောင်းပန်ခြင်းမရှိဘူးတောင်းပန်စရာမလိုဘူးဆိုတော့တုံတင်မှုကြီးကကျွန်တော်စီးတားနေတယ်။နောက်ဒီအချိန်မှာကျွန်တော်ကတကယ်လားနောင်တရပြီးတောင်းပန်လိုက်ရင်လွတ်မြောက်ချင်ရမယ်။ဒါကြောင့်အပြစ်မရှိဘူးဆိုရင်ကိုယ်ကိုလှည့်ဖြားတဲ့တစ္ဆာတရားမရှိဘူး။ဒါရှင်ရှင်ကပြောပါလေ။ကိုယ်ကိုလှည့်ဖြားရင်နှုတ်ကပတရားတွေကိုနာယူမြတ်တာပြုတော်သူမှုတရားတော်ကျင့်တော်သူဖြစ်ကြတော့။ကျင့်နေဆိုတော့ပြညတ်တရားတွေကိုလိုက်လျှောက်ခြင်းတာမကဘူး။ ဝိညာဉ်သဘောနဲ့ပြည့်စုံတဲ့ပညာကိုလိုက်လျှောက်ဖို့တကယ်ဆန္ဒစဉ်းစားစစ်အပြည့်ကိုလိုက်လျှောက်တဲ့အပြည့်နောက်တစ်ခုကအပြည့်ဟိုတည်ရင်ဝင်ချတောင်းမှလိုက်တယ်တရားကိုနားထောင်ပြီးလိုက်လျှောက်တယ်ဆိုအဲ့ဒါကိုပြောရင်းဖြစ်တယ်တချို့ကတည်တယ်ဝင်ချတောင်းမှခြင်းမရှိကြဘူးကိုယ်ဖြစ်တယ်ကိုဖော်ပြတောင်းမှလေတောင်းမှလိုက်ရင်ဘာဖြစ်မလဲငါတို့အပြည့်များကိုလွှတ်ရဒုစရိုက်ရှိတဲ့အနေနဲ့ကင်းစစ်စစ်ခြင်းကဖျားသခင် တစ္ဆာတရားနှစ်၎င်းဖြောင်းမခြင်းတရား၎င်းပြည့်စုံတော်မူ၏အပြည့်နဲ့သား relationship လို့ပေါ့နော်အပြည့်လုံးမြင်ဝင်ချတောင်းပါရင်ဖခင်ခွင့်တော်တည်းပျောက်သောသားမှပြန်ကြည့်ပါဘလောက်ပဲဆိုရအမွေယူတော်တော့ဖြုံဖြုံသူ့သားပြန်လာပြုံးနေတယ်လာလဲလာရောဝန်တာအားကျူစူပြီးတော့ဝင်ယုံပြန်ပေးတယ်လက်ဆွပြန်ပေးတယ်အဲ့ဒါကိုတည့်ရသားနဲ့စာတန်းလှည့်ဆောင်မှုကြောင့်လူတွေကဝင်ချတောင်းပါမို့အင်မတားမှခိုင်မာအောင်စာတာ လဲစားတာဖြီးပြီးနေအဲ့ဒါကြီးကအကျင့်ဖြည့်ပြီးတော့လုံးဝမတောင်းမမနဲ့ပျက်စီးခြင်းကိုရောက်သွားနိုင်တယ်။ဒါဒုစရှိသမျှနဲ့ကင်းစင်စီခြင်းကတောင်းပန်ရင်းနဲ့ဘုရားသခင်သည်တစ္ဆာတရားနဲ့၎င်းဖြောက်မှတ်ခြင်းတရား၎င်းပြည့်စုံပြီးတော့ကျွန်တော်အပြည့်များကိုလွတ်မယ်။ဒါအခုကြည့်ဗျာဒိကျန်ကိုလေ့လာတဲ့အခါမှာကျွန်တော်တည်တဲ့အတဲပဲတစိတ်တဘူဖလာခုနှစ်လုံးကိုကျွန်တော်ပြန်ပြီးတော့ ကျွန်တော်တို့လုပ်ထားပြီဒါပေမဲ့အားလုံးကို assignment ပေးခြင်းလေဘယ်လိုလဲဆိုရင်ဥပမာဆိုပါတော့ဒီလိုဘလာဆိုင်ရဲ့တရက်ကိုအလျားလဲဆိုပေါ်ကောင်းတော့ပါနော်အဲ့ဒီမှာဆိုရင်ပထမတစ်နှစ်ကိုဖလာတဘူနော်ခုနတစ်စိတ်ဖလာတဘူဒီမှာတစ်စိတ်ခုနလိုဗျာတိရမ်းမှာပါတယ်နံပါတ်1တစိတ်ကဘာပေးတာလဲနောက်ပြီးတော့တဘူကဘာပေးတာလဲဖလာကဘာပေးတာလဲ ဲ့ဒါကြည့်လိုက်ရင်ခုနှစ်နှစ်အတွင်းပါကျသိကြောက်เสียကောင်းတယ်ပထမတနှစ်ဒုတိယတနှစ်နောက်ဆုံးခုနှစ်နှစ်ကတော့အင်မတန်ကြောက်เสียကောင်းပြီးတော့ကဘာဦးရပြီတခါမှမဖြစ်စဘူးနောင်လိုက်လည်းမဖြစ်တဲ့ဘေးဒဏ်ကြီးဖြစ်မယ်အဲ့လိုလုပ်ထားရင်ကျွန်တော်ပြန်ပြီးတော့ဖလွေသွားတယ်ပေါ့နော်ပြတိကြောင့်မဘလော့ဆိုပါစို့ကျွန်တော်ပြတိကြောင့်စလိလာတဲ့ခါမှာပထမဦးဆုံးအငယ်6မှာဆိုရင်တိုးတငယ် ဒစိခုနှစ်ချက်တွေတစ်ချက်ကိုဖွင့်တော့ကငါကြည့်ရင်မိုးကျူးတံကဲတို့တရွာလေးပါးတွေတပါးတပါးကလာ၍ကြည့်ရှုလို့ဆိုသည်ထိုကငါကြည့်ရှိရင်မြင်းဖြူဒစင်းရှိ၏မြင်းစည်းသောသူလေးကိုခံ၏သူ၌တရဖူကိုပေးတော်မူ၏အောင်မြင်လက်အောင်မြင်ခြင်းအလုံးကထွက်သွားလေ၏ဒီမှာဆိုရင်မိုးကျူးတံမြင်းမဲတရွာလေးပါးတပါးလာပြီးတော့ကြည့်ပါကြည့်ရှုရင်မြင်းဖြူဒစင်းရှိတယ် ပြီးတော့မှဒုတိယဆွေတမအလားတူပဲခုနလိုတစိ့ပြီးရင်ကျွန်တော်ကတဘိုးလာမယ်ပြီးဖလားလာမယ်အဲ့လိုမျိုးတွေတစ်ခုခတ်လိုက်ရင်တနှစ်မှာပထမနှစ်မှာဘာလို့ဖြစ်မလဲဒုတိယနှစ်မှာတတိယနှစ်မှာဇတုရနှစ်ဆိုရင်နောက်ဆုံးတော့ခွန်နှစ်မြောက်ရင်တော့ဘေးရင်ကာလာရင်ကြောက်เสียကောင်းနေရအောင်တည်ရင်လူတွေကိုနှိုးစော်တွေးဆောင်ရသည်ဖြစ်ရင်ကျွန်တော်ဘုရားဖြစ်ရင်ထင်ရှားမှာကျွန်တော်ကိုယ်တိုင်ကလည်းဒီအပြည့်နဲ့กินလို့မယ်ဒါဒီကနေ့ ဗျာဒိယံကိုကိုအဲ့လိုလိလာပြီးတော့ပြန်ပြီးတော့ခုနပြောတဲ့အချင်းချင်းဖတ်ရှိလို့ရတယ်တကယ်လို့သူများကိုလည်းဝင်ရပြေးလို့ရတယ်ဘာဖြစ်ဗျာဒိယံကိုအခုဆိုရင်နည်းနည်းဖြစ်တာနဲ့အခရစ်တော်လာရမယ်ခရစ်တော်လာတော့မယ်ခရစ်တော်လာလာနှစ်မျိုးရှိတယ်ဆိုတော့ကျမ်းစာထဲမှာရှင်းပြတယ်မသိကြလာမယ်လာမယ်ပြီနောက်ဆုံးကာလပဲပြောတယ်နောက်ဆုံးတဲ့ကာလဆိုတာတမန်တော်ဘုရားခေယနေဟိုးဘီနေကနောက်ဆုံးအချိန်ပြင်ပြတရားစင်တဲ့အချိန်ဒီထဲမှာမှကျွန်တော်ကဂျေဆုရဲ့ကာလရှိတယ် ကျေးဇူးရကာလာဒီအီဗန်လီတက်စ်တရားတစုံမတစုံရောက်ရင်ပြီးပြီးတော့အတင်းတော်ကိုတင်းစင်းမယ်စသဖြင့်ဒါတွေကိုပိန်ချနာလေဘေးရညီကာလာမှာဒါတွေကြောက်ရှာမဟုတ်ဘူးအဲ့ဒီဘေးရညီကာလာကကျွန်တော်တို့တတိပေးခြင်းတနည်းအားဖြင့်ကျွန်တော်ကိုယ်တိုင်ငါတော်တည်တဲ့အခါမှာအဲ့ဒီအပြစ်ချောင်းဘုရားခင်ရှေ့မှာအပြစ်တင်ခြင်းကင်းလို့ပြီးတော့တသက်လေးကြီးဩဝါဒစာ923မှာပြောတဲ့အတိုင်းပဲကိုယ်စိတ်ဝိညာဉ်၃ပါးစလုံးအပြစ်တင်ခြင်းကင်းလို့ပြီးတော့ဘုရားခင်နဲ့ဝမ်းမြောက်စွာရေဝန်းစွာ ပြည့်စုံ၍ရကြပါလိမ့်မယ်။သူပြည့်ဖျားခင်ပြည့်တဲ့သုကျေးဇူးတွေကိုလည်းအစတရား90ပြည့်90အမြတ်ဒူပွားတဲ့အတိတ်ကိုပြောတာ30ပြည့်20ဒူပွားမယ်။အဲ့ဒီသုကျေးဇူးတွေခရစ်တော်ရှိဆက်တာတဲ့ခါမှာခရစ်တော်ဘာပြောလဲ။သာဓုတစ္ဆာရှိသောငယ်သားကောင်းချီးမွမ်းခြင်းကုသိုလ်ကိုတကမ္ဘာလုံးရဲ့ယုံကြည်သူတွေရှိမှခံစားဆန်းစားမယ်ဖြစ်ပါလေ။ဒါပြတဲ့ရန်ကို ဤကဲ့သို့လီလာပြီးဆက်ပြီးတော့ကျွန်တော်တို့တိုင်းเนาะနားချောင်းရင်မကတေးချာပြန်ပြီးတော့လီလာပြီးတော့သူတစ်ပါးကိုပြန်လည်ဝင်ငှနေတဲ့အထိကျွန်တော်တို့ပြင်ဆင်လက်ဘုရားသခင်အလိုတော်ရှိရင်ကျွန်တော်တို့ရက်သက်ဆိုင်တဲ့လူတွေတိချင်းတဲ့လူတွေကိုဆက်ပြီးတော့တုံတင်ပေးနိုင်ပါလေ။လာမယ့်အပတ်မှာတော့ဗျာတိကျအခန်းကြီး30ကိုကျွန်တော်လေ့လာပါလိမ့်မယ်။နော်လာမယ့်အပတ်တွေအခုတည်းကပြင်ဆင်ပြီးကျွန်တော်တို့ဖတ်ရှုထားပါ။တူတာတိတ်မများပါဘူး။အခန်းငယ် တစ်ကနေတစ်ဆီတိပဲရှိတယ်။နော်အဲ့ဒါတရားဖတ်ထားပြီးတော့ကျဒါလေးကိုလည်းနာမည်အပတ်မှာအတူတူကလေ့လာကြပါစို့။ဗျာဒိချံကိုလေ့လာတော့သူတွေအားလုံးဖျောင်းရင်ပြောတဲ့အတိုင်းပဲကျွန်တော်ဖတ်ရှုတယ်လေ့လာမယ်လိုက်လျှောက်မယ်အဲ့လိုဆိုရင်မင်္ဂလာနဲ့ပြည့်စုံမယ်ဆိုတဲ့အတိုင်းပဲမင်္ဂလာနဲ့ပြည့်စုံအောင်အရောက်တိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ။